အမေရိကန်အစိုးရရန်နေရာရပ်တန့်မှုရှတ်ဒေါင်းကိုအဆုံးသတ်စေမဲ့ရေတိုကူးစားမှုဘတ်ဂျက်အစီအမံတရက်ကိုလွတ်တော်နေ့ရက်စလုံးကမဲခွဲအတည်ပြုပေးလိုက်ပြီးဖြစ်ပါတယ်။ဝါရှင်တန် DC စံတော်ချိန်အရနိုဝင်ဘာ12ရက်နေ့ညပိုင်းမှာအောက်လွှတ်တော်ကအဲ့ဒီရေတိုကူးစားရေးအစီအမံကိုမဲခွဲအတည်ပြုပေးရတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ရက်ကတော့အထက်လွှတ်တော်မဲခွဲမှုမှာအဆိုးအောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်လွှတ်တော်နေ့ရက်လုံးကအဆိုးကိုလက်ခံပြီးအဆိုးရအရှက်ဒေါင်းဖြစ်မှုကိုရပ်တန့်နိုင်တော့မဲ့သဘောပါပဲ။ အမေရိကန်မှာအစိုးရအသုံးစရိတ်နှိမ့်နိုင်မှုကိစ္စအဆင်မပြေရာက အော်တိုဘာ၃ရက်နေ့ကစပြီးရှတ်ဒေါင်းဖြစ်နေခဲ့တာပါအခုအခါ Republican တွေကတင်ပြတဲ့ရေတိုကူစားမှုဘတ်ဂျက်အစီအမံကို Democratic Party ဝင်အမတ်တချို့ကလိုက်လျောထောက်ခံပေးခဲ့ခြင်းနဲ့တူလွှတ်တော်မှာမဲခွဲအောင်မြင်ခဲ့ပြီဖြစ်ပေမဲ့လည်းရှတ်ဒေါင်းကိုအဆုံးသတ်နိုင်ဖို့တော့နည်းနည်းထပ်ပြီးအချိန်ယူရနိုင်တယ်လို့သိရပါတယ် Republican Party ကအစိုးပြထားတဲ့ရေတိုကူစားရေးအစီအမံမှာတော့ ဒီမိုကရက်တစ်ဒေးအပြင်းအထန်တောင်းဆိုနေတဲ့အတိုင်းဝင်ငွေနှဲပါတဲ့အမေရိကန်ပြည်သူတွေအတွက်ဂျမားရေးဆောက်ရှောက်မှုဇယိတ်တွေကိုဆက်လက်ထောက်ပံ့ပေးထားဖို့သဘောတူထားပါတယ်။လက်ရှိသဘောတူထားတဲ့အဆိုကတော့2026ဇန်နဝါရီလောက်ကုန်ပိုင်းလောက်ထိပဲရေတိုးသက်သန်းရှိမှာဖြစ်ပါရဲ့ရှင်။